ကျွန်မတို့ရဲ့နော်ဒီຫນွေဦးတော်လန်ရေးတည်င်းကောင်းတွေကို နေ့စဉ်နော်နေ့စဉ်ညတိုင်းပေါ့နော်ကျွန်မဟိုချပြပေးမှာမဟုတ်ဖြစ်ပြနေတဲ့အပေါ်မှာမိုတီဗီတော့ကျွန်မပြောတဲ့တည်င်းဒီကျွန်မပြောတဲ့တည်င်းတိုင်းဒီစစ်မိပြင်မှာဖြစ်ပြနေတဲ့အချင်းတွေကိုသုံးသပ်ပြီးတော့မှပြောတာဖြစ်တဲ့အတွက်နော်အခုမင်းအွန်လိုင်းကရုရှားကို သွားပြီးတော့เนาะသူ့မှာသွားလို့လေတချို့လူတွေကအမျိုးမျိုးမန်းကြတာပေါ့เนาะကျမက ဘလို့သုံးသားလဲဆိုတော့မအလာကထွက်ပြေးဖို့နေရာရှာထားတယ်နော်တာလီစပါထွက်ပြေးဖို့နေရာရှာထားတယ်လို့ကျမကအဲ့လိုမျိုးပဲမြင်ပါတယ်ဘာပဲဖြစ်လေနော်မအလာကသူကြဆုံးနေပြီစည်ရေးမာရောတန်တမန်ရေးမာရောသူကြဆုံးနေပြီဒါပေမဲ့ကျမတို့ဘက်မှာဘာလို့အပ်တယ်စီလုံးမှုလို့အပ်တယ် စီလုံးမှုလိုအပ်တယ်ဟုတ်ဆိုတော့အခုတိုင်းရင်းသားအရေးနဲ့လူတို့အရေးပြန်ပေါ်လာတယ်ကျမအမြင်မှာတော့တိုင်းရင်းသားအရေးကအခုမင်းအောင်လိုက်ပြုတ်ကြရင်ဒီတိုင်းရင်းသားအရေးကသူတို့အရှိကို တင်ပြီးတော့နော်သူတို့ကနိုင်ရစနစ်နဲ့အာနာစင်စနစ် အောက်ချဖို့အတွက်သူတို့စူးစမ်းနေတယ်မအလားနေရနော်ကျမကအဲ့လိုပဲမြင်တယ် စောက်ကြည့်လိုက်ပါပြီသူတို့နော်ဘာပဲဖြစ်ကျမတို့လူထုတော်လန်ရေးနဲ့ပောက်ဖွာခဲ့တဲ့ဒီຫນွေဥတော်လန်ရေးကဘယ်လိုမှသူတို့အမျိုးသားရေးအနေနဲ့သူတို့လက်စားလို့မရပါဘူးနော်အဲ့ဒါကြောင့်မို့အခုဆိုရင် BGF တွေလဲသူတို့နော်အခက်တွေ့ပါပြီသူတို့ဝုတ်လေပါပြီပြီသူတို့ เนาะသူတို့ဖန်ထားတဲ့ဂျာဖြန့်ခိုင်းစီတဲ့เนาะခိုင်းဂျာဖြန့်ခိုင်းမဲ့နိုင်ငံဂျာသားတွေအယောက်2000ကျော်ကိုကျွေးမွေးနေရတယ်ပြည်သူတို့เนาะကျွေးမွေးနေရတယ်ကဲအခုဆိုရင်ထိုင်းကိုအကူအညီတောင်းလိုက်မင်းအွန်လိုင်းကိုအကူအညီတောင်းလိုက် သူတို့ကတော့သူတို့တယောက်ကတော့ဒီဂျားဖျန်းကိုမြက်လက်ပြပြီးတော့မင်းအောင်လိုင်းနဲ့မြက်လက်ပြပြီးတော့ကျမတို့တော်လန်ရေးသမားကိုတိန်နှင်းဖို့အတွက်သူတို့မြက်လက်ပြတာပါပဲဒါပေမဲ့ဒီຫນွေဥတော်လန်ရေးကနှတ်ကြီးတယ်ဓမ္မကအာဓမ္မကိုနိုင်မှာမို့လို့သူတို့ဘယ်လိုနီးဘယ်လိုဟန်ဘယ်လိုကလေးချင်းနဲ့လုံးနေပါစီ လောဘမအောင်မြင်ဘူးဆိုတာကိုအခုလက်ရှိဖြစ်ပြက်နေတဲ့အကြောင်းတရားကိုကြည်လို့ရှိရင်ကျမတို့သိရတယ်။နော်။ဘယ်အကြောင်းကြောင့်မဖြစ် ကျမတို့ပြည်သူတွေက နိုင်ပြီးသားပဲ။အဲဒါကြောင့်မို့ကျမတို့ပြည်သူလူထုအခုဒီနေ့ဆိုရင်နော်ကျမတို့မထေမဗနဒီတမဟာနိက KLA เนาะတမဟာမူပတူလမ်းတိနမချမနာမည်ဖပြမယ်သိစိတ်เนาะမာဝီနဲ့အတူ ကရင်နီနော် KNDF ဒူဦးစီမူမာဝီနဲ့အတူမင်းအွန်လိုင်းပြုတ်ကြဖို့အတွက်လက်နဲ့ကင်လေးအားလုံးတိုင်းသားတွေအားလုံးနော်စုပေါင်းပြီးတော့အခုကျမတို့၄နှစ်၅နှစ်အတွင်းမှာနိုင်ငံတကာရဲ့အကူအညီကိုမရဘူးနော်အဲကြောင့်မို့ကျမတို့ရဲ့တော်လန်ရေးကဆက်ပြီးတော့ရပ်တည်နေနိုင်တာဖြစ်တယ်ပြည်သူလူထုအားတနိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုအားနဲ့ဆက်ပြီးတော့ရပ်တည်နေနိုင်တာဖြစ်တယ် เนาะအဲ့ဒါကြောင့်မို့သူတို့နိုင်ငံတကာကဂယူဆိုင်ဆိုင်မဆိုင်ဆိုင်သူတို့ဘလို့ပဲအော်အော်เนาะကျမတို့ပြည်တွင်းကတော့ပြည်တွင်းအားပြည်တွင်းမှာပဲရှိပါတယ်เนาะအဲ့ဒါကြောင့်မို့အခု trend တက်လာတယ်တက်လာပြီးတော့ trend ကကျမတို့မြန်မာနိုင်ငံစိတ်မဝင်စားလဲကြောင့်တို့ကိစ္စမရှိဘူးတော်လန်ကြီးကကျမတို့နိုင်နေပြီအထူးသဖြင့် AA ကိုချီးကျူးရမယ် AA ကိုเนาะကျမတို့လေးစားမယ်ချီးကျူးရမယ် ဘာဖြစ်ဖြစ်လောလောဆယ်အေအေကတော့သူကနိုင်ငံရေးမှာဘာစကားမှမပြောပေမဲ့သူကစီရဲတခုကိုဥတီနေတာဖြစ်ပေမဲ့နော်အေအေကတော့သူကလောသမာပြီးတော့သူလဲနိုင်ငံရေးအသီးစိတ်ဒရှိလိုက်မယ်လို့ကျမကတော့ယုံကြည်တယ်နော်တနေ့ကျရင်သူလဲကျမတို့ပြည်သူတွေနဲ့ဒီတနိုင်ငံလွတ်လွတ်မြောက်ဖို့အတွက်အခုလဲနော်တနိုင်ငံလုံးချုပ်ပြီးတော့ကြည်လို့ဆိုအေအေကအရှိကို နော်ရှေ့ကိုပန်းနိုင်ပထမဦးဆုံးနော်ရှေ့ကိုပြေးနေတဲ့အဓိကနော်ဟိုစစ်ဦးစီးချုပ်မှလည်းအငင်းစုံစစ်ဦးစီးချုပ်နော်ပြီးတော့ပြပြပပတိုက်နိုင်တယ်အဲကြောင့်မသူ့ရဲ့အရေးအချင်းကဘယ်သူမှမရှင်းနိုင်ဘူးအကြမ်းမို့ကျမတို့အနာဂတ်ဖက်ဒရယ်သူရေကဖက်ဒရယ်စစ်ဦးစီးချုပ်အနေနဲ့နော်လက်ရှိမှာ ကျွန်မတို့ပြောထားသလိုပဲနော်လက်ရှိမှာတာစုနေတာ KNA နဲ့ AA ကျွန်မတို့ format အနာဂတ် Federal Democracy ကနော်တိုင်းရင်းသားဘောင်းစုပ်ပါဝင်တဲ့ပြီးခဲ့တဲ့နော်ဖွဲ့စည်းပုံလားဘာပုံလားအဲ့ဒီပြီးခဲ့တဲ့ဟာတွေနဲ့လောဝကိုနိုင်ရှင်လို့မရတဲ့လူဓုစနစ်လူဓုတော်လန်ရေးနော်အဲ့ကြောင့်မို့လူမလဲတိုင်းရင်းသားဘောင်းစုပ်ပါဝင်နိုင်တဲ့စနစ် အဲ့ဒီစနစ်ကိုကျမတို့သွားမှာနော်ကျမတို့သွားမှာအကြီးအချင်းရှိတဲ့ခေါင်းဆောင်တွေကို အခုကတည်းကကျမတို့ပြည်သူတွေရွေးချယ်ထားပါ ကြည်ထားပါ လူမျိုးမစွဲဖို့လိုပါတယ်နော်အခုကြီးအနောက်နိုင်ငံဘလောက်ထိစီလုံးကြီးညွတ်တယ်လဲနော်အနောက်နိုင်ငံယူကရိန်းရဲ့အိမ်ကြီးချင်းတွေကအယံကိုကိုချင်းစာ တရားရှိပြီးတော့အကျဉ်းနာတရားရှိပြီးတော့ကူညီရိုင်းပင်းတဲ့စိတ်ရှိကြတယ် အဲကြောင့်မို့ Ukraine အတွက်ကတော့မပူရဘူးကျမတို့မြန်မာနိုင်ငံမှာမြန်မာနိုင်ငံရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့အိမ်ကြီးချင်းတွေကတော့သွေးဆုပ်ဖောက်ကောင်းကြီးပဲနော်ကိုညီဖို့နေနေတာပါကျမတို့ပြည်သူလူထုဒုက္ခရောက်လေသူတို့အတွက်ပို့ပြီးတော့အကျိုးအမြတ်ရလေပဲနော်ဒါပေမဲ့ကျမတို့ပြည်သူတွေမှတ်ထားပါအခု သူတို့ကျမတို့ပြည်သူတွေကိုဒီຫນွေဥဟာနှက်ကြီးတယ်လို့ကျမပြောတာတကယ်မှန်ပါလေနော်သူတို့ကျမတို့ပြည်သူတွေကိုဥပခါပြုလေကျမတို့ပြည်သူတွေကိုသူတို့တုံးထိုးလေသူတို့အတွက်အကြက်သူတို့အတွက်ကြက်တဲလေပဲနော်သူတို့အတွက်ကြက်တဲလေပဲကြည်လိုက်ကျမတို့ပြောလို့မရတဲ့အကြောင်းတရားတွေအများကြီးရှိတယ်ဟုတ်တယ်နော်အဲ့ဒါကြောင့် อะคู่นั่นเลยเสียแล้วเว้ยสมัยพี่ก้าวเนี่ยมาเสียพี่ก็นั่นเลยนะมาเสียพี่เบา အိုက်ဆက်ပေးပါနော်ဟုတ်ကဲ့ပါကျေးဇူးပါကဲအခုနော်ကရင်ပြည်နယ်မှာအိုးတိုင်ပတ်နေပြီသူတို့ဟိုနေရာသူတို့သိလိုက်တဲ့စကမ်းနော်ဖပြမယ်မမဆောင်ဘာကြောင့်ဘလို့ဖြစ်နေတာလဲပေါ့အာဒီမှာ ပူလူတူစခန်းနော်ပူလူတူစခန်းဖေးစီယာမီတဲ့တည်င်းအပေါ် KNU အတီမပြုတ်နိုင်သေးဘူးတဲ့ဒီဒီဟာနော်ပြီးခဲ့တဲ့28ရက်နေ့ကဖေးပိုက်နိုင်ပြီလို့ပြောတယ်ကဲအခုသူတို့မသိနိုင်သေးဘူးတဲ့နော်ကရင်မျိုးသားအစီရောက် KNU ဖန်အန်ခရင်ပိုင်ကြုံမျိုးနယ်ရှိစစ်ကောင်စီရဲ့ပူလူကူပူလူတူတပ်စခန်းကိုကရင်မျိုးသားလူမျိုးရေးတတ်မတော့ KLA ူပေါင်းတက်ကပဲစီရမိသည့်တဲ့အပေါ်အတိမပြုတ်နိုင်သေးကြောင်း KNU ပြောခွင့်ရပဒိုစောကလည်းဈေးကပြောပါတယ်နော်ဟိုအဲ့ဒီစောကလည်းဈေးပါပဲနာဖန်ကွင်းပြီးတော့ကောက်ကလေးဒီနေရာဒီကိုနော်သူတို့တကယ်မသိပါဘူးတဲ့တဲ့ YouTube channel တွေမှာတဲ့ interview တွေမှာပြောခဲ့တဲ့ စကားတွေရှိပါသေးနော်ပြောမယ်ဆိုရင်သိတဲ့လူကတယောက်ပြီးတော့သူတို့ကပြန်ပြီးတော့မသိဘူးကလေးကကြီးပြန်ကြတာကတယောက်အဲဒါကြောင့်မို့မမဆောင်လုံနေကြတယ်စောကလေးစေတို့ပဒူမန်တမြတ်ကတော့ကလေးကကြီးတွေကြီးပဲနော်ပဒိုစောကလစေပဒိုအောင်မအေးပဒိုအောင်မအေးဆိုရင်သူပြောဘူးတယ် အောင်မော်အေးပဲလားဒီကျမမလဲဒီတတိယအုပ်စုပေါ်လာဖို့အတွက်ညော်လှင့်နေဆိုတာကိုပြောတာနော်ကျမလည်းခဏခဏမေ့တယ်နောက်ပြီးတော့ဘဒိုစောတော်နီသူတို့တွေကဟိုနိုင်ငံရေးဟိုဘယ်လိုပြောမလဲလူဘဝနိုင်ငံရေးဘဝတဲ့လူတွေနော်သိပြီးဆိုလဲမသိဘူးဒီနေ့ မနေ့ကလားဒီနေ့လားမသိနော်အဲ့ဒီ PDF တွေဖြစ်အောင်တဲ့သင်ပေးတဲ့ဆရာသူနာမည်ပါလဲထူခူးလုံးနော်ကြောက်ခူးလုံးသို့မဟုတ်မာလူကဘလူလည်းမသိကျမမိပါဘူးနော်အဲ့ဒီဘလဲအဲ့ဒီဆရာဆရာနော်အဲ့ဒီဆရာကြဆုံသွားတယ်တွေ့လားတန်မိုးရှိတဲ့လူသားတွေတန်မိုးရှိတဲ့သူရဲကောင်းတွေ ပြောမှဆိုရင်တိုင်းပြည်နဲ့လူပေါ်ချစ်တဲ့ဘယ်သူမဆိုဒီကရင်နဲ့မြန်မာအသက်ဆိုးမရှိဘူး